လေစိတ်နာကိုအခုတီရီရဲ့ဒုံကျည်ထိမှန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးလုံးဝရှော့ပြီးမှမဟုတ်ဘူးလို့အစ္စရေးဝန်ကြီးချုပ်နေတာညာဟုကပြောပါတယ်။နိုင်ငံအဓိကဘင်ဂိုရီယာလေစိတ်ကိုခုတီအင်အားစုတွေပြစ်ခတ်တဲ့ဒုံကျည်ဟာကျင်းသိပေါက်လက်တုံပြန်မဲ့ကိစ္စပဲလို့နေတာညာဟုကဆိုပါတယ်။ရီမင်းခြေဆိုင်ခုတီတက်တွေပြစ်လိုက်တဲ့ဒုံကျည်ဟာပြီးခဲ့တဲ့သတင်းဘက်ကတဲလီဗစ်မှာရှိတဲ့ဘင်ဂိုရီယာလေစိတ်နာမှာကြာရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။ ဟူဒီရီဟာဂါဇာမှာအစ္စရေးနဲ့ဟာမတ်စ်ပျောက်ကြားတပ်ဖွဲ့စစ်ပွဲတွေစတင်လာကြတဲ့ကပါလက်စတိုင်းပျောက်ကြားအင်အားစုနဲ့တူယက်တီကြောင်းကျင်ညာပြီးအစ္စရေးကိုမကြားခဏဒရုန်းတွေဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာပါဣသရေလကလည်းယေမန်မှာရှိတဲ့ဟူသီစီးရဲပြစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေနဲ့အပြင်းထန်တုံ့ပြန်ခဲ့ပါလေ။အီရန်ကြောထောက်နောက်ခံပေးထားတဲ့ဟူသီတွေဟာနိုင်ငံတကာအသိမပြုယေမန်ဆိုရကိုလက်နက်ကင်ပုံကန်နေပြီးလလော့ဆဲမှာတော့မြို့တော်အစာနာပါဝင်ယေမန်ရဲ့ကြက်ပြက်တဲ့အစိတ်ပိုင်းတွေကိုသိမ်းပိုက်ထားပါလေ။ လေစိတ်နာမှာဒုံးကြီးထိမှန်ခဲ့တဲ့နောက်အစ်စေဝန်ကြီးချုပ်ကအစ်စွေးဟာအတိတ်ကလည်းတုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့အနာဂတ်မှာလည်းတုံ့ပြန်တိုက်ခိုက်နိုင်အောင်မယ်လို့ချင်းချောက်သွားပါတယ်။ဖြစ်စဉ်ကမေလ၄ရက်နေ့မနက်ပိုင်းကလေစိတ်ရဲ့ခီးသည့်အဓိကဝင်ပေါက်ဖြစ်တဲ့အဆောက်အဦနာကြောက်ရောက်ပေါက်ကွဲခဲ့တဲ့ဒုံးကြီးကြောင့်လူလေးဦးဒဏ်ရာကြောင့်အစ်စွေးကထုတ်ပြန်ပါတယ်။နောက်ပြီးလေကြောင်းသတိပေးအော်ဆွေးမှုကြောင့်ဘုံခုဖို့နေရာစီအပြေးလွှားတောက်ရွာကနောက်ထပ်နှစ်ဦးမတော်တဆထိုင်ရပါတယ်။ ဒါပေမဲ့ဒဏ်ရာသူတွေထဲမှာအတန့်အလျော်စိုးရင်သူတွေတော့မပါပါဘူးညနေပိုင်းမှာတော့ခုတီတွေကဣသရေလလေစိတ်တွေကိုမကြာခဏပြစ်မှတ်ထားတိုက်ခိုက်ပြီးဣသရေလရင်းတွေလုံးဝပြန်တက်လို့မရတဲ့အထိဖိအားပေးတော့မယ်လို့ကြုံမှာခဲ့ပါတယ်။အဲဒီလိုမတိုက်ခိုက်မီခုတီတွေကပြီးခဲ့တဲ့ရက်ပိုင်းကဣသရေလဘင်ဂူရီယန်လေစိတ်စီလာမဲ့နိုင်ငံတကာလင်းရင်တွေကိုသတိပေးထားတာဖြစ်ပါတယ်။ ဒါဟာဂါဇာမှာဆစ်စင်ရေးဖြန့်ကျက်မဲ့အစ္စရေးရဲ့အစီအစဉ်ကိုတုံ့ပြန်မှုဖြစ်တယ်လို့ဟူဒီတို့ကပြောပါတယ်။အစ္စရေးဟာဂါဇာမှာဆစ်စင်ရေးချဲ့ထွင်မှုအရန်တပ်ဖွဲ့ဝင်တွေကိုပါတရင်ပို့ဖို့စင့်ခေါ်ထားတာဖြစ်ပါတယ်။ဟူဒီတွေဟာလောလောဆယ်မှာအမေရိကန်ရဲ့ပြင်းထန်လေကြောင်းတိုက်ခိုက်မှုနဲ့ကြုံတွေ့နေရပါတယ်။ မေဂသမနာခန့်ကဟူဒီဒီဟာပင်လယ်နီမှာခုံမောင်းသွားလာနေတဲ့အမေရိကန်စစ်ပက်နဲ့ရပ်ပတ်သင်္ဘောတွေကိုရန်လိုပြီးပြစ်မှတ်ထားတိုက်နေတာဟာမအဲ့ဒီလိုလုပ်ရတဲ့မရမချင်းရီမင်းမှာဆင်နွှဲနေတဲ့အမေရိကန်ရဲ့လေကြောင်းစစ်စင်ရဲ့လုံးဝရက်တက်မှာမဟုတ်ဘူးလို့သတိပေးထားတာဖြစ်ပါလေ